ဆယ်ကျော်တဲ့ကျောင်းသားဘဝဆိုတာအချစ်ဆက်လန်းနေနဲ့ကင်းနိုင်တဲ့သူဆိုတာကမရှိတဲ့လောက်ကိုရှားပါတယ်ဒီခုံမွာလို့ခေါ်တဲ့ကောင်လေးကလည်းမီဆိုတဲ့ညမှန်လေးနဲ့ချစ်စရာကောင်းတဲ့ကောင်မလေးကိုစိတ်ထဲမှာရမ်းအောင်တဘောကြနေခဲ့ပါတယ်။သူ့ရဲ့အသွေးတွေမှာလည်းအဲ့ဒီကောင်မလေးအကြောင်းနဲ့နင်မျောနေတဲ့အချိန်ကားတစည်းကြောင့်လန်းသွားခဲ့ပါတယ်။ကျောင်းမှာလည်းသူ့ရဲ့မျက်လုံးတွေကသူ့ချစ်ရတဲ့ကောင်မလေးကိုပဲအကြည့်တွေမခွာနိုင်ဖြစ်နေခဲ့ပါတယ်။ခုံမွာကမီကိုခိုးခိုးကြည့်ကစကားပြောရင်လည်းထူးဆန်းတာကြီးပြောတတ်တာကြောင့်မီကိုပို့ပြီးတော့ချစ်လာခဲ့ပါတယ်။ ညမန်အောက်ကလှပတဲ့ညံဝန်းလေးတွေနဲ့သူ့ကိုကြည့်တာအယံဟိုပဲခံကျင်ခဲ့ပါတယ်။တနေ့မှာတော့ညမန်မတက်လာတဲ့မိကချစ်စရာလေးဆိုပြီးတော့စိတ်ထဲမှာတွေးနေခဲ့ပါတယ်။သူမျက်မှန်မှာပါတော့တရားအောင်မျက်စိမုံနေတဲ့ပုံပဲ။ဒါပေမဲ့ချစ်စရာလေးဆိုပြီးတော့ရွရွမိနေပါတယ်။ခိုမူကမိကိုဘာလို့မျက်မှန်မတက်လာခဲ့တာလဲလို့မေးကြည့်မိမယ်လေ။တေချာစကားမပြောဘူးတာဖြစ်တာကြောင့်စိတ်လှုပ်ရှားနေခဲ့ပါတယ်။မိကသူမျက်စိမုံလို့အနီးကပ်ကြည့်နေရတာမျက်မှန်မေ့ကြံခဲ့လို့ဆိုပြီးပြောလိုက်ပါတယ်။မီကတော့တေချာညင်ရဖို့ကိုစူးစိုက်ကြည့်နေပေမဲ့လေ၊သူမကတော့တင်းချစ်တွေကိုမမြင်ရဖို့ကိုမတိကျင်အောင်ဆောင်နေခဲ့ပါဗါတယ်။ ခုံမူကတော့ဒုက္ခရောက်နေတဲ့မိကိုဘယ်လိုကူညီရမလဲဆိုပြီးတော့စဉ်းစားနေခဲ့ပါတယ်။မိကအခုချိန်မှာတော့တမိုင်းစာအုပ်ကိုမရှာတတ်လို့ဆိုပြီးတော့ခုံမူကကိုပြောလာခဲ့ပါတယ်။ရှာပေးမယ်လို့ပြောတဲ့ခုံမူကကိုမိကအနီးကကြီးလိုက်တာဖြစ်တာကြောင့်ရှက်သွားခဲ့ပါတယ်။ဒါကြောင့်မလို့သူ့ရဲ့တမိုင်းစာအုပ်ကိုပေးလိုက်ပေမဲ့လည်းမိကတော့တဖြည်းဖြည်းချင်းအနားကိုတိုးလာခဲ့ကအတူကြည့်ကြဖို့ပြောလာပါလေ။ရှက်နေတဲ့ခုံမူကောင်လည်းဘာလို့လဲဆိုပြီးတော့ချစ်စရာမျက်နှာလေးနဲ့ပြောနေတာဖြစ်တာကြောင့်အတူကြည့်လိုက်ရပါတယ်။သူချေးရတဲ့သူနဲ့အရန်ဒီကဆွာထိုင်နေရတဲ့ခုံမူကတော့အရန်ကိုစိတ်လှူရှားနေခဲ့ပါတယ်။ ဒါကြောင့်မလို့ခုံမူပါကဖတ်စာအုပ်ဆိုရင်အရင်တည်းကမကြည့်တာဆိုပြီးတော့ပေးလိုက်ပါတယ်။နေရာတစ်ခုကိုကြည့်ဖို့အရန်အာယုံဆိုင်နေရတဲ့မိကြောင်ခုံမူကစိတ်လှုပ်ရှားနေခဲ့ပါတယ်။အကွာဝေးကလည်းရုတ်တရက်ကြီးနီးလာပြီမဲ့စိတ်ထဲမှာတော့စိတ်လှုပ်ရှားစွာနဲ့သဘောကျနေခဲ့ပါတယ်။မျက်မှန်ပုံမှန်မေးတတ်တဲ့မိအကြောင်းကိုစဉ်းစားနေတဲ့အချိန်မိကရုတ်တရက်ကြီးအနားကိုရောက်လာကနာမည်မင်းနေတဲ့မိကိုခုံမူရပါဆိုပြီးတော့ပြောပြလိုက်ပါတယ်။မိကကျေးဇူးတင်ပါတယ်ခုံမူပါဆိုပြီးတော့ပြောလိုက်ပါတယ်။ ခုံမူဟာအတွက်တော့ဒီနေ့ဟာလက်ကီးဒေးဖြစ်နေခဲ့ပါတယ်။အနီးကမြင်လိုက်ရတဲ့မီးရဲ့မျက်လုံးလှလှလေးတွေကသူ့ရဲ့ရင်ထဲမှာဆွဲမြဲနေခဲ့ပါတယ်။ဖဏထားတဲ့အခန်းမှာတော့မီးကိုတွေ့လိုက်ရပါတယ်။ဘာဖြစ်လို့လဲလို့မေးနေတဲ့ခုံမူဟာကိုဘဒူလဲဆိုပြီးတော့ပြန်မေးနေခဲ့ပါတယ်။သူကမျက်နှာချင်းနီးကပ်သွားတဲ့ခုံမူဟာလို့ပြောကရှက်နေခဲ့ပါတယ်။မီးကလည်းပြန်မမိသွားခဲ့ပြီးတော့ဖဏကအကြီးနေတယ်လို့ပဲဆိုပြီးပြောလာပါတယ်။ဖဏဘီတို့ကိုလမ်းကြီးလိုက်တဲ့အခါမှာသူ့ဖဏကိုစီးထားတာဆိုတာကိုခုံမူဟာကတီးလိုက်ရပါတယ်။ ။လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကတငယ်ချင်းတွေကိုစိတ်မပူဘူးပြောကခုံမွားရဲ့ဖဏက်ဗီဒီယိုကိုသူ့အထင်နဲ့မှားစီးသွားတာပဲဖြစ်ပါတယ်။ခုံမွားကတော့မိစီးသားတဲ့ဖဏက်ကိုတော့မနာလို့ဖိမိတယ်ဆိုပြီးစိတ်ထဲမှာပြောနေခဲ့ပါတယ်။ခုံမူကမိရဲ့ဖနက်ဗီဒီယိုကိုဖွင့်ကြည့်လိုက်တဲ့အခါဖားတဲ့ကောင်ကဖနက်ပေါ်ရောက်နေတာကိုဖနက်အယောင်နဲ့မိကမှားထားတာကိုသဘောပေါက်သွားရပါတယ်။မိကိုခုံမူကဟိုဘက်ခဏလှည့်ပေးလို့ပြောကဖားကိုလွတ်ပေးလိုက်ပါတယ်။ဖားစိန်လေးလည်းထွက်သွားတယ်လို့သူမကလည်းတစိမ့်ဆန်ပြီးထွက်သွားခဲ့ပါပြီ။ ခွန်မွာကမိကိုဖနက်လေးပြန်တွေးပြီလို့ပြောကပေးလိုက်ပါတယ်ခွန်မွာကတော့မိစည်းထားတဲ့ဖနက်လေးကိုစိတ်လှုပ်ရှားစွာနဲ့စီးလိုက်ပါတယ်ပြန်တော့မဲ့မိကိုဖနက်ကျိုးမချီရသေးဘူးဆိုပြီးလမ်းပြောလိုက်ပါတယ်ဒါကြောင့်မို့သူကိုယ်တိုင်းမိရဲ့ဖနက်ကျိုးလေးကိုချီပေးနေခဲ့ပါတယ်မိကသူ့အပေါ်တနေ့လုံးအများကြီးကူညီပေးလို့ကျင်နာပေးလို့ဆိုပြီးတော့ကျေးဇူးတင်နေခဲ့ပါတယ်ခွန်မူကတော့ဒီနေ့ဖြစ်သက်များတွေကိုမမေ့ပါနဲ့ဆိုပြီးတော့အနီးကမြင်လိုက်ရတဲ့ခရလီရဲ့မျက်နှာကိုမြင်အောင်နေခဲ့ပါတယ် အဲ့ဒီချိန်မှာပဲမိကအရန်နီကဆောင်နဲ့မျက်နှာကိုကတ်လိုက်ပြီးတော့ခုံမွားရဲ့မျက်နှာလေးကိုမေးမတော်အောင်အသေးချာမှတ်သားခြင်းနဲ့ဆိုပြီးပြောလာခဲ့ပါတယ်။ဒီလိုနဲ့ခဏအကြာမှာနောက်မှတွေ့မယ်ဆိုတဲ့စကားနဲ့သူမိဟာသူမလိုပဲလှပစွာထွက်သွားခဲ့ပါလေ။ဒီနေ့ဟာခုံမွားအတွက်အိမ်မရတဲ့ညတညဖြစ်ခဲ့ပြီးတော့မိရဲ့မျက်မှန်လေးထက်ကြံခဲ့ဖို့မျှော်လင့်နေခဲ့ပါလေ။နောက်တနေ့မှာတော့မိရဲ့ညက်မှန်လေးကကျိုးရွားလာကြောင်းသူ့ရဲ့စကားကချိန်စာမိသွားတယ်ဆိုပြီးတော့ခုံမွားစိတ်ထဲကတောင်းပန်နေခဲ့ပါလေ။ အားကစားချိန်မှာလည်းမျက်မှန်မရှိဘဲကစားနေတဲ့မိကိုအပြစ်ရှိတယ်လို့ခံစားနေရတဲ့ခုံမူကသူ့ရဲကောင်းတယောက်လိုရှေ့ကကာဝယ်ပေးနေခဲ့ပါတယ်။ မီကလည်းခုံမူအောင်အကာအွယ်ယူနေခဲ့ကဖီးတက်နေတဲ့ကောင်တစ်ချက်တည်းနဲ့အဆုံးသတ်ပေးလိုက်ပါတယ်။စာတင်ခန်းထဲမှာတော့ခုံမူအားကမီကိုစာအုပ်အာယုံဆိုင်နေတယ်လို့ထင်နေခဲ့ပါတယ်။တကယ်တမ်းမှာတော့အိပ်ပျော်နေခဲ့ပြီးတော့ပုံတော့ခုံမူအားဆိုပြီးတော့ပွဲတုံးကဟာကိုရောင်နေခဲ့ကဂယူးဆိုင်ပေးနေခဲ့ပါတယ်။ဆရာကလည်းမီကိုအော်နေကမအိပ်ဖို့ပြောနေခဲ့ပါတယ်။ဆရာကလည်းအဆက်မပြတ်အော်နေတဲ့အချိန်ခုံမူအားကမီကဒီနေ့မျက်မှတ်မပါတာကြောင့်စာကိုအာယုံဆိုင်ပြီးကြည့်နေတာပါလို့ကဲတင်လိုက်ပါတယ်။ပြဒနာကိုတခဏပဲဖြည့်ရှင်းနိုင်တာမို့နှိုးဖို့ကိုစူးစမ်းနေခဲ့ပါတယ်။ ိတ်မကြခင်မှာပဲမိကနိုးလာကဟိုဆန်းဒီဆန်းနဲ့အဖေတမိမျက်မှောင်ကိုတွေ့သေးတလားလို့ခုံမူပါကိုပြောနေခဲ့ပါတယ်။ဘလောက်ပဲအဖေမဟုတ်ဘူးလို့ညင်ညင်ကန်းနာနဲ့အဲ့ချင်မူရူနဲ့ရောတော့တာဖြစ်တာကြောင့်ရှင်းပြလို့မရဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့နည်းနည်းထိုင်လိုက်မယ်လို့ပြောကခုံမူကရဲ့ပခုံးလေးပေါ်ကိုမှီချလိုက်ပါတယ်။ကိုချီရတဲ့သူကကိုယ့်ရဲ့ပခုံးပေါ်ရောင်းနေတာကြောင့်ခုံမူအားရင်ခုန်နှုံးတွေကအယမ်းအုံမြန်နေခဲ့ပါတယ်။ဒီလိုကြည်နူးနေတဲ့အချိန်မှာပဲဆရာလုံးကတိကတာဒနာဝင်ဖြတ်လိုက်ပါတယ်။နောက်တနေ့မှလည်းမိကမျက်မှတ်ပါမလာခဲ့ပါဘူး။ ဘေးနားကခုံမူအိုင်းမျက်နှာကိုမိကနီးကပ်စွာအာယုံဆိုင်ပြီးကြည့်နေခဲ့ကရှက်နေတဲ့ခုံမူအိုင်းမျက်နှာကိုမြင်ရပါတယ်နော်လို့ပြောလိုက်ပါတယ်။မိကနည်းနည်းတော့အသားကျပြီးတော့မြင်လာနိုင်ပါပြီ။နောက်တစ်ပိုင်းမှာလည်းသူတို့နှစ်ယောက်ကဘလို့တွေဖြစ်ကြမလဲဆိုတာကိုစောင့်ကြည့်ပြီးတော့ကြည့်ရမှာပဲဖြစ်ပါတယ်။အပိုင်းတစ်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။